မဆက်လို့ပြောနေမှာပါကျွန်တော်လည်းဒီချော်လိုင်းကိုဆက်လို့ကိုသိနေပြီးတော့ပါဘူးလက်ရှိများလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခါမှတော့ကျွန်တော်စနိုက်ပါဆုရဲ့သတင်းလေးတွေကိုနောက်တော့ခင်ဗျာလင်းဝင်လာတဲ့ PDF လူငယ်လေးများရဲ့စကားလေးတွေကိုနောက်ထောင်ကြည့်ကြအောင်ခင်ဗျာမင်္ဂလာပါကြီးလေးတို့ခင်ဗျာဒီနေ့တော့အခုဒီနေ့အလင်းဝင်လာတာပါဒီလို PDF တင်လာတယ်ပြီးတော့ကတော်စီကိုဘာကြောင့်အလင်းဝင်လာတာလဲဆိုတာလေးဆက်လို့ရှင်းပြပါဦးဟုတ်ကဲ့ပါကျွန်တော်လင်းဝင်လာတော့ဟိုကျွန်တော်တို့တွေးထားတာနဲ့လူတို့ပုံနဲ့မဟုတ်ကြရဲ့ ေသူကတော်သတ်မှုပြရတဲ့အဲ့ဒီနည်းဆရာကြီးကိုသူကဖွယ်သေးတာမဟုတ်ပါဘူး။တစ်ခေါက်တမအောင် PDF ပြန်ဖွယ်လို့ဆိုတယ်။ပြန်ဖတ်ဖွယ်လို့လည်းတစ်ခေါက်တမအောင်ပြောပါတယ်။အဲ့လိုပြောတော့ကျွန်တော်ကြံသေးရပါတယ်။အဲ့ဒါကြောင့်မလို့သူမအဲ့လိုပြောနေတော့ကျွန်တော်လည်းဒီတော်လိုင်းကိုဆက်လုပ်ဖို့စီစဉ်ပြီးတော့ပါဘူး။အဲ့ဒါကြောင့်မလို့ကျွန်တော်လည်းဝင်လာတယ်လို့ပြောပါတယ်။ဟုတ်ပါလား။တော်ရမှာကြံနေတဲ့ PDF တင်နာတက်နေတဲ့ညီကိုတွေရော ဒီလိုလုပ်နေတယ်ဘာလို့လဲဆိုတော့အဲတော့ရင်မှာပြင်မဆင်းရဲ့ဆက်မခံပဲနဲ့ရုပ်ပေါ်မှာမိသားစုနဲ့လူမျိုးစုတွေလာနေကိုဖိတ်ပေါ်ပါတယ်အလင်းအများဆုံးအလင်းဝင်ပြီလဲဖိတ်ပေါ်ပါတယ်ကျေးဇူးပါကျေးဇူးပါတော့ sniper ဆူရဲ့သတင်းလေးတွေကိုဆက်ပြီးတော့နားထောင်ကြည့်အောင်ခင်ဗျာ။ဟုတ်ပြီလို့များရှင်။ဒီမှာနေနဲ့ CDN တွေကိုမွေဝေးလို့ပြောဆိုခဲ့တယ်လို့။ကြံဝင် CDN မူဝါဒအောင်ပဲမွေဝေးကပိုက်စာမူဝါဒဖြစ်နေတယ်ဒီမှာဝေဖန်ခဲ့ပါတယ်ရှင်။ ဲ့ဒီဝေဖန်ချက်ဟာပြင်းထန်တယ်လို့အချို့တွေထင်ကောင်းထင်မှားလဲမယ်ဒါပေမဲ့ကျမတို့မီဒီယာမှာကြတော့ဖိပြီးပြောရတာရှိတယ်ဖော့ပြီးပြောရတာရှိရဲ့ရှင်။ဘာကြောင့်လဲဆိုတော့လူအသက်တွေနဲ့ဆိုင်တဲ့ကိစ္စမှာကျမတို့ကဖိပြီးစီစီပြောရတယ်။အဲ့ဒီတော့မှသမိုင်းတည့်ရခန်းမှာကျမတို့မပါပါရှင်။သိလားကျမတို့တာဝန်ကြီးမှာ။ဒါကြောင့်ကျမတို့အချို့ရာလေးမှာပြောဖို့အတွက်ကိုစိုးရင်စေဖြစ်တယ်ကြောက်တယ်ဒါပေမဲ့ကြောက်လည်းပြောရတာပဲ။အဲ့ဒါမီဒီယာသမားပဲ။သိလား။ပြီးတော့တချို့နေရာလေးမှာကျတော့နိုင်ငံတော်စိုးရနဲ့ပြည်သူနဲ့စိတ်ဝမ်းကွဲသွားမှာဆိုလို့ဖော့ပြီးပြောရတာလည်းရှိတယ်။ ဲ့လိုပြောတဲ့အခါတိုင်းမှာလည်းကျမတို့ဆွဆွဲလေးရှိပါတယ်ဟိုဗတ်လိုက်တယ်ပေါ့ရှင်ဗတ်လိုက်တယ်နေရဒါကြောင့်မပြောရဲဘူးလားစတဲ့ဖြစ်ပေါ့နော်ဒီလိုဆွဆွဲချက်တွေလည်းကျမတို့ခံနိုင်ရှိရှိခံရပါတယ်ဒါပေမဲ့ကျမတို့တင်ဆက်တဲ့စေတနာကတော့ရှင်းတယ်ကျမတို့ဖော့ပြောတာဒီအစိုးရနဲ့ပြည်သူစိတ်ဝမ်းပွဲမှာဆိုကျမတို့ဖြစ်ဖြစ်စီစီနဲ့ဖိပြီးပြောတာဒီအသက်အန္တရာယ်တွေနဲ့ဆိုင်လို့ရှင်ဒီလိုစဉ်းကျင်စည်းကမ်းလေးရှိရဆိုတာလေးပဲကျမတင်ပြချင်ပါရှင်ဒီနေ့ကျမဖိပြီးပြောမယ်ကိစ္စလေးကတော့ အခုပြန်ဝင်စီလံနေမှာဆိုရင်ဆရာဝန်တွေကိုပြန်ပြီးလက်ခံမယ်ဆိုတဲ့ကိစ္စလေးပေါ့နော်ဆရာဝန်တထောင်ကျော်ပြန်လက်ခံမယ်နိုင်ငံတော်အစိုးရပါရှင်ဒါနိုင်ငံတော်နေနေရတော့ကိုယ့်ရဲ့တိုင်းသူပြည်သားအားလုံးကိုရင်ဝယ်သားကဲ့သို့စောင့်ရှောက်ရမယ်တောင်းဝင်ရှိရတဲ့အတွက်လူဆိုးဖြစ်စေလူကောင်းဖြစ်စေသူကတော့သူ့ရဲ့စီမံချက်အတိုင်းသူ့ရဲ့မြစ်တာတရားအတိုင်းပဲလှုပ်ဆောင်အောင်ပါပေါ့နော်ဒါမှားတယ်လို့ကျွန်မမပြောချင်ပါဘူးဒါပေမဲ့ကျွန်မပြောသလိုပါရှင်စီတင်လေးကမွေပွေးလေဒီတော့မွေပွေးလေးရဲ့ထုံးစံကအစိတ်ပြင်းတယ်ရှင်အစိတ်ရမ်းပြင်းတယ်နော် သူတို့ဘက်ကနေပြီးတော့ပြောဆိုထားတဲ့အကြောင်းအရာတွေသူတို့ရဲ့စူးစမ်းမှုတွေပေါ့နော်ကျမတို့ကြားသိထားတာကတော့ CDN တွေကဆိုရင်ဒီလိုဆရာဝန်ဖြစ်ပေါ့နော်သူတို့ blacklist ဖြေဖို့အတွက်နိုင်ငံတော်ပြန်လျှောက်တယ်ဆိုတာကပြည်သူစေယုံတွေမှာတာဝန်ထမ်းဆောင်ဖို့လည်းမဟုတ်ဘူးလေအဓိကကသူတို့ကလက်ရှိပုဂ္ဂလိကစေယုံတွေမှာတာဝန်ထမ်းဆောင်နေကြတယ်ပြဿနာပဲလုံးလုံးနေတာဖြစ်တဲ့အတွက်ပုဂ္ဂလိကစေယုံတွေကိုပေါ့နော်နိုင်ငံတော်ညွှန်ကြားချက်ထုတ်ထားတယ် CDN တွေကိုအလုံးမခံရအောင်ဆိုပြီးတော့ညွှန်ကြားချက်ထုတ်ထားတယ်ပေါ့နော်အဲ့တော့ ဲ့ညွန်ကြားချက်ကမှပါဝင်နေတော့တို့ပုဂ္ဂလိယစေုံညာလုံးမခံကြတော့တို့လွတ်လွတ်လပ်လပ်စိတ်ကုလို့မရဘောရှင်အားအကြောင့်လွတ်လွတ်လပ်လပ်စိတ်ကုလို့ရအောင်ဆိုပြီးတော့ပြန်ပြီးတော့ဖြေလျှော့ပိုင်းထားတယ်ရှင်ဆရာဝန်တွေပြန်လက်ခံမယ်ဆိုတော့ပြည်သူတွေစိတ်ကြွလာပါတော့ဒီလိုဆရာဝန်တွေပြည်သူစေုံရောက်လာလို့ရှင်ပြည်သူပုံမှန်မြေတာစေနာထားပါမလားကိုဗစ်တော့အရမှာငါတို့ပြစ်ထုတ်သွားခဲ့တာတေးသေးရှင်းရှင်းလောက်သွားခဲ့တဲ့သူတွေကငါတို့စေနာထားပါမလားဆိုပြီးစိတ်ပူနေကြတာတဲ့အဲ့တော့ဒီဟာကြီးကြားလိုက်တော့ကျွန်မစိတ်မပူနဲ့တော့လို့ပြည်သူတွေကိုပြောချင်တယ်ရှင် ဒီဆရာဝန်တွေရဲ့ရည်ရွယ်ချက်ကပြည်သူဆရာဝန်မှာပြည်သူတွေကိုအကျိုးပြုမှမဟုတ်လားရှင်သူတို့စမပြန်ရဖို့အတွက်ပဲရည်ရွယ်တာချက်အဲ့လိုရည်ရွယ်ချက်နဲ့တို့ကပလုကဆေးရုံတွေမှာပတ်စံများများယူပြီးတော့တာဝန်ထမ်းဆောင်ကြဖို့ချင်းကျမတို့ပြည်သူပြူကြရတဲ့မရှိတို့နဲ့ပြန်တွေ့ဖို့အကြောင်းအရာတော့မရှိပါဘူးချင်းဒီနေရာမှာကျမတခုတ်တရထည့်ပြောချင်တာကကျမတို့နိုင်ငံမှာတော့ဆရာဝန်ဖြစ်တယ်ဆိုရင်ပြင်ပစေကန်ထိုင်တဲ့ကိစ္စလေးရတော့လောက်ရတာလေးရှိပါရဲ့ချင်းဘာကြောင့်လဲဆိုတော့ဆရာဝန်တွေလည်းပညာတွေကိုဆက်ဆက်ပြီးသင်ကြားရတယ်လေအဲ့ဒီခါမှာတို့မှလည်းကုန်ကြစိတ်ဆိုတာရှိရဲ့ချင်း ဟိလာဆရာဝန်ပညာသင်လို့ဆိုတော့လည်းလွယ်ကူကူမဟုတ်ဘူးစေချောင်းပြတ်ဖို့တော့မှကုန်ကျစရိတ်ကအခြားတက္ကသိုလ်ထံများတာသူတို့လည်းကျမတို့ကစာနာပေးရမှာပေါ့နော်ဒီတော့အချို့ဆရာဝန်တွေဟာဆိုရင်နိုင်ငံတော်မှာဒီအလုပ်လဲလုပ်ကြတယ်ပြည်သူဆေးရုံမှာတာဝန်ထမ်းဆောင်တယ်သူတို့ရဲ့အားလက်ချိန်တွေနဲ့သူတို့တာဝန်ချိန်ပြီးဆုံးတဲ့ချိန်ကျအပြင်ဆေးရုံမှာလည်းစေကန်းထိုင်ကြရခြင်း ဒီလိုမျိုးအလုံနဲ့တာဝန်နဲ့ကိုယ်နိုင်ငံတော်ပေါ်တာဝန်ကြီးတဲ့စိတ်နဲ့ဘဲလန့်ညီအောင်လုပ်နေတဲ့ဆရာဝန်တွေကိုကြတော့ကျွန်မအခုလိုကားလာမှာရန်အားနာပါတယ်။ဘာကြောင့်လဲဆိုတော့ဆရာဝန်မလောက်ကားမှုတွေဖြစ်တဲ့အချိန်မှာပြည်သူစီမှာတာဝန်ထမ်းဆောင်ပေးကြတဲ့ဆရာဝန်ကြီးကြီးငယ်ငယ်အရန်ပင်ပန်းကြတဲ့ချက်ဒါလေးတွေကိုကျွန်မတို့နားလည်ပေးရမှာပေါ့နော်။ဘာကြောင့်လဲဆိုတော့သူတို့လည်းလူသားတွေပဲလေ။သူတို့မှာခံစားချက်ရှိတယ်နှလုံးသားရှိတယ်။ပြီးတော့သူတို့တွေဟာဆိုရင်ဆရာဝန်တိုင်းကလည်းလူတွေပေါ်မှာမြစ်တာမဲ့နေမှာမဟုတ်ဘူးရှင်လူတွေကိုစေတနာထားကြလို့ဒါလူတွေအသက်ကိုခေချင်လို့ဒါဆရာဝန်လောက်ကြတာ ါမှမဟုတ်ဆုံးပြူဆိုတာပါစမြဲပေါ့နော်ဒါလေးတော့ရှိပါရဲ့ချက်ဒါကျမအနေနဲ့တူတူဆရာနဲ့ဘေးလေးနက်နက်လေးဒီဆရာဝန်လေးကိုကျမဂုံပြူစကားဆိုတာပါရှင်လူဆိုတာကိုယ့်ရဲ့ဘဝတိုးတက်တိုးတက်ကြောင်းလဲလောက်အောင်မှာပဲလေဒီတော့တို့အပြင်ဆေးကန်းထိုင်တာအပြစ်လို့ကျမမမြင်ပါဘူးဒါအပြင်ဟိုနိုင်ငံတော်တာဝန်ကျင်ပြီးတော့ပြည်သူစေုံမှာလည်းတာဝန်ထမ်းဆောင်ပေးကြတဲ့အတွက်လဲကျမစိတ်ဆုထူးတင်ပါရဲ့ချက်ပြည်သူများအားလုံးကိုစာကျေးဇူးတင်တာပါနော်ဒါလေးတော့တစ်ခုတ်တရားနဲ့ထည့်ပြောချင်တာပါရှင်ဒီတော့ကျမတို့ပြည်သူတွေကတော့ဒီလိုမျိုးပြန်ဝင်စီပြန်ဆရာဝန်တွေနဲ့တွေ့ကြအကြောင်းရတော့တော်တော်နည်းမယ်နဲ့တူပါရှင့် သူတို့လိုချင်တာစမဆိုတဲ့ဟာလေးပဲပြန်လိုချင်တာလေသူတို့ကတာဝန်ထမ်းဆောင်ချင်တာမှာမဟုတ်တာပြီးတော့သူတို့ရဲ့ CDN ဆိုတဲ့အတိတ်တွေကအာနာဖီဆန်ချင်းတဲ့ဒီဘိတ်တွေကပြောထားတယ်ရှင်သူတို့ပြောထားတယ်ကျွန်မနည်းနည်းလေးဖတ်ပြပါမယ်ရှင်သူတို့ရဲ့သဘောထားလေးပေါ့နော်ဒီဘိတ်တွေကဆိုရင်အခုပြန်ဝင် CDN တွေကိုနိုင်ငံတော်အစိုးရကလက်ခံတဲ့အခါကိုသူတို့ကတော်တော်ရဲစစံပြောဆိုထားတာဒီလား online ပေါ်မှာလေဘယ်လောက်ကြည့်လဲဆိုအခုအစိုးရလူကြီးတွေကိုလေစက်မပြေဘူးဆိုပြီးတော့ဆွဆွဲပြောဆိုထားပါရှင်အဲ့ဒီဆွဆွဲပြောဆိုချက်ကို နီပိတ် channel တွေမှာသွားပြီးတော့ကြည့်ကြည့်နိုင်ပါတယ်ရှင်သူတို့ရေးတင်လာကြတာပေါ့နော်ပြီးတော့သူတို့ပြောထားတာကတော်လိုင်းမှာပါဝင်တဲ့စီဒီအန်တော်တော်များများလာတယ်ပြည်သူနဲ့ဒုက္ခခံပြီးတော့တော်လိုင်းကိုကူညီနေကြတယ်လို့ပြောပါတယ်ရှင်အဲ့ဒီလိုတော်လိုင်းမှာပါဝင်တဲ့စီဒီအန်တွေရာဆိုရင်တဲ့ထွေးပိသားတို့ကိုပြန်မမျိုးပါဘူးတဲ့ချီတွင်မှန်သိလို့ပြန်ပြီးတော့ခုံမစင်းပါဘူးဆိုပြီးတော့ပြန်လေခြေပနေကြပါတယ်ရှင်ဒီတော့ဒီစီဒီအန်ပြန်ဝင်စီဒီအန်ဆိုတဲ့ကိစ္စကိုပြည်သူတွေပေါ့နော်အကြောင်းကွဲပြားစွာနဲ့ဖြစ်တည်နေတဲ့ပြည်သူတွေအားလုံးကလက်မခံချင်လို့ဆိုတဲ့သဘောလေးတော့ရှိပါတယ် ဒီနိုင်ငံတော်ဘက်ကနေနေထိုင်တဲ့ပြည်တွေကလည်းပြန်ဝင်စီရင်တွေမလျော့ဘူး။ဟိုဘက်တော်လိုင်းဘက်ကရှိတဲ့သူတွေကလည်းတကယ်သစ္စာရှိတဲ့စီရင်ဆိုရင်ပြန်ပြီးတော့နိုင်ငံတော်အောက်ကိုမဝင်ဘူးဆိုတဲ့အယူအဆရရှိနေအောင်မြင်တွေ့ရပါရဲ့ရှင့်။ပြီးတော့သူတို့ပြောထားတာကစီရင်ဆိုတာကတဲ့ဒီအတိတ်ပဲကအမိတ်အာဏာကိုဖိဆန်ခြင်းဖြစ်ပါတယ်တဲ့။ဆရာဝန်ကလည်းစိတ်မကူလို့မပြောသလိုဆရာမကလည်းစာမတင်လို့ပြောတာမဟုတ်ဘူးတဲ့။အမိတ်ကိုဖိဆန်ပြီးအလုပ်မသွားတာပါတဲ့။ပြောမှာဆိုတော့ရှင်ဒီပြည်သူစီရင်တွေပါတယ်မအလုပ်မစင်းတာပေါ့မိတ်ကိုဖိဆန်လဲပေါ့ရှင်။ ါပေမဲ့ तू อ่ะစေးတော့ခုနေစေပဲပေါ့နော်စေးတော့ခုအောင်မှာပေါ့ရှင်ကျွမ်းကျင်ရတန်ဘိုးဝဲကြောင့်အလုပ်ကိုတီးကိုကြာတော့တဲ့နိုင်ရနေရနေပြန်လောက်တာစီရန်နေပဲတဲ့ဒါကြောင့်အိဗယ်မသိပဲနဲ့နင်တို့ခွမေပါနဲ့ငါတုံးရက်ကွက်တွေပေါ့ရှင်အဲ့လိုပေါ့နော်ပြည်သူတွေအဲ့လိုသူတို့ဆွဆွပြောဆိုထားပါဘာဒီတော့သူတို့ပြောဆိုချက်ကိုပဲကျွန်မထောက်ရှုပြီးပြောအောင်မယ်ဆိုရင်အမိတ်အာနာကိုဖီဆန်တယ်ပေါ့နော်ဒါဟုတ်တယ်ဆရာဝါဆိုစိတ်မကူမပြောဘူးတော့ငါတို့အမိတ်ကိုဖီဆန်တာဆိုတော့ဒါဆိုပြည်သူကိုအကျိုးပြုမယ်ဆိုရင်စိတ်လေးရတော့မပြောက်သေးဘူးပေါ့နော်ဒါဆိုဘာလို့ပိတ်ကဆေးရုံတွေမှာပတ်စံတရားဆေးရုံတွေမှာမတောင်းဝန်ထမ်းဆောင်တာလဲရှင် နိုင်ငံတော်တာဝန်ကိုမလုပ်ဘူးပြည်သူစေအောင်မှာစေအောင်မစင်းဘူးဆိုရင်အပြင်မှာပဲစေကဖွင့်ပြီးတော့လူနာတွေကိုပြည်သူစေအောင်မှာကုတလိုမျိုး free ကုပေးလိုက်လေစေတော့ဝယ်မယ်လေပြည်သူစေအောင်မှာလည်းစေဝယ်ရတယ်ပဲကျွန်တော်နားလေဒါပေမဲ့ပြည်သူစေအောင်မှာဆရာဝန်ကိုခမပေးရအောင်ရှင့်အများကြီးတတ်တာလေပေါ့နော်အပြင်ထက်စာအများကြီးတတ်တာလေအဲ့လိုပုံစံမျိုးနဲ့ပြည်သူတွေစားမပေးနိုင်မှာမဟုတ်တာရှင့်စီတယ်လုပ်တဲ့သူတွေကပတ်စံတကယ်ရတဲ့ကုလိကစေအောင်နေမှာပဲလွတ်လုံနေကြတာလေလူတွေအလကားစင်းပြီးတော့ကုနေလို့လားရှင့်စင်ကြေကန်ရအောင်ကျွန်တော်ပြောပြတာသူတို့လုံဆောင်ချက်ကိုပြောပြတာလား မြင်ဘူးလို့လားရှင်အစီတဲ့ငါစီတဲ့ဆရာဝန်မှာဆိုပြီးတော့ရက်ကွက်တမှာစေးလက်ကားခုပေးတဲ့ဆရာဝန်မြင်ဘူးလားရှင်ပဋိကစေယုံနေမှာငါစီတဲ့ဆရာဝန်မှာဆိုပြီးတော့စေးလက်ကားခုပေးတဲ့သူမြင်ဘူးလားရှင်မရှိပါဘူးကိုကျိုးစီဝါပဲရှာနေကြရပါပဲတချို့ဆိုရင်တချို့ဆိုရင်လေအမေဟိုကျင်းသူစေယုံမှာအလုပ်မလုပ်ချင်လို့စီတဲ့တမေလုပ်ပြီးတော့အပြင်စေယုံမှာလုပ်တော်တော်လေးတော့ရှိသေးရဲ့ခက်တီတီနေမယ် ူကရှင်းတယ်နိုင်ငံရေးခိုင်ကြလည်းမရှိဘူးညီရဆိုင်ကလည်းမသိဘူးသူသိတာပြည်သူစုမှသူလုံးလုံးချင်အောင်သူတင်တဲ့ပညာကိုသူပတ်စံနဲ့ရှာကျင်တယ်ဒါကြောင့်သူဒီစီဒီယံလောက်ချပြီးတော့ဟိုမှာသွားပြီးတော့ဥစားဖြစ်တယ်အစိုးရလိုက်ပိတ်တဲ့ချိန်ကြတော့မှစမပြန်ယူတယ်အဲ့လိုလူလည်းရှိရဲ့ရှင်အဲ့လိုဆရာဝန်လည်းရှိရဲ့ရှင်ဆရာဝန်လောကမှာလည်းလူကောင်းလည်းရှိရဲ့နော်အင်မတန်စိတ်ထားမုံမြတ်တဲ့ဆရာဝန်တွေလည်းရှိရဲ့ဒါပြင်လူရုပ်မှန်လည်းရှိရဲ့ရှင်အဲ့နေပယ်တိုင်းနဲ့ဆရာဝန်နေပယ်မှာလည်းဒီတိုင်းပဲအဲ့လိုဖြစ်နေရရှင်ဒီတော့ နိဗ္ဗိတ်တရားသဘောထားကတော့ဒီလိုပဲပြန်ဝင်စီရီယံလက်ခံတဲ့ပုံမှာအစိုးရဘောကျေးဇူးတင်ခြင်းနှမ်းတစိတာမရှိဘူးရှင်။ဒါပြင်ပြည်သူ့အပေါ်မှာရက်ဆက်ရုံမှနေရင်တို့ရဲ့စိတ်ကိုလည်းပြည့်ပြင်ပြောင်းလဲဖို့အတွက်စိတ်ကူးနှမ်းတစိတာမရှိဘူးရှင်။ဒီတော့စီရီယံပြန်ဝင်စရာဝင်နေရအောင်ပြည်သူတွေကိုကုညီဆောက်ရှောက်မယ်ဆိုရဲမေတ္တာစိတ်နှမ်းတစိလေးတော့မရှိဘဲနဲ့ဒီဟာကိုပြန်ပြီးတော့စမလျှောက်ကြတာလားစမလိုချင်လို့လာကြတာလားဒါတော့တယောက်ချင်းရိုက်စင်ပါပဲရမယ်သဘောရှိရင်ရှင်ဒီဟာဒီဟာမေးရောလိန်လိန်ဟောပြောလို့မရအောင်နော်ရိုက်စင်ပါပဲရမယ်ရှင် ်မိလားအဲ့လိုတော့ရှိရပါတော့ဒါကျွန်မနိုင်ငံရဲ့ပကတိအရှိတရားပါပဲရှင်ကျွန်မနိုင်ငံကပညာရေးကဏ္ဍမှာတော့တော်တော်လွှဲမှားခဲ့တဲ့တူပါရဲ့ရှင်လူတွေကိုအခုပေါ့နော်ဒါကျွန်မတို့အသက်အရွယ်တန်းတွေပေါ့ရှင်အဲ့အသက်အရွယ်တန်းတွေကလူတွေကိုပညာတတ်တွေကိုပညာတွေတော့အပြည့်အဝသင်ပေးလိုက်နိုင်တယ်ဒါပေမဲ့ချစ်ချင်းမြတ်တာတွေကိုချင်းစာတရားတွေစာနာစိတ်တွေနိုင်ငံချစ်စိတ်တွေနိုင်ငံသူနိုင်ငံသားအချင်းဖိမတတ်တဲ့စိတ်တွေကိုယ်နိုင်ငံကိုယ်လူမျိုးတိုင်းချင်းပြည်ချင်းစိတ်တွေမတင်ပေးလိုက်ဘူးရှင် ကျွားတို့ပညာရေးကဏ္ဍကြီးကတခုခုတော့လွဲသွားခဲ့ပြီဓာကြီးကိုကျွားတို့ပြန်ပြင်မရမယ်ဒီရန်လျာကြီးအကြီးမှလွဲမလာတခုခုရှိနေပြီရှင်အခုဆိုရင်ပို့ပြီးတော့မှလွဲမအောင်မလားမသိဘူးပြန်ဝင်စီဒီယန်ဆီယာမတွေကကလေးတွေကိုစာတင်ခန်းထဲမှာနိုင်ငံရေးမှိုင်းနေတိုက်နေတယ်ဆိုရင်တင်းနေကျမတို့အများကြီးကြားထားရတယ်ရှင်ဒီတော့မှားနေတဲ့ဟာကြီးကထပ်ပြီးတော့မြန်မှားကြတော့မလား နောက်ထပ်ခေတ်ဆက်ဆက်မှာမှားတဲ့ဘက်မှာပဲနေကြတော့မလားဆိုတာကတော့အင်မတန်စိုးရိမ်ထိတ်လန့်ပွဲကောင်းတဲ့မြန်မာနိုင်ငံအနာဂတ်ကဖြစ်ပါတော့တယ်ရှင့်ခုလိုပြောပြပြသွားတဲ့စနိုက်ပါဆိုလည်းကျေးဇူးတင်ပါတယ်